အစ္စလာမုအလัยကွမ်ဝရဟမတုလ္လာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1449ခုဂျူမဒယ်အူကရာ6ရက်ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့ဇာပရီနေ့မှာငါမင်းတဲ့အောင်မြင်ခဲ့ရတဲ့တင်ကန်းစာအမှတ်စဉ်1200ခုကိုတင်ပြမှာဖြစ်ပါတယ်ဒီနေ့ကတော့ဂျူမာတောက်ကြံနေ့မှာဆူရာကာဖတ်ချင်းရဲ့အကျိုးကျေးဇူးတွေဘာတွေရှိလဲဆိုတာကိုတင်ပြအပ်ပါတယ်အစ္စလာမ်တန်နာရောမှာယောမူဂျူမာတောက်ကြံနေ့ဟာအကောင်းဆုံး နေ့ရက်တွေထဲမှာပါဝင်ပါတယ်အကောင်းဆုံးရက်ဖြစ်ပါတယ်စက်ရည်တို့အရာမလို့လဲခေါ်တယ်နေ့အပေါင်းရဲ့ခေါင်းဆောင်ဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာတိတန့်ပြုလုပ်ရတဲ့ ibadat တွေကိုချင်နဗီဆလ္လာလဟ်အလိဝဆလမ်က hadith story ထဲမှာလမ်းညွှန်ထားပါတယ်ဒီနေ့ကိုဘယ်လိုကုံဆုံးရမလဲဆိုတာဒီနေ့မှာကြည်ရန်ကြည်ရန်တွေကိုလည်းမြတ်တော်မူသောအလောရှိမတ်ကကျွန်တော်မြတ်ကုရ်အာန်ရဲ့ surah al jumaa ah မှာဖော်ပြထားပြီးဖြစ်ပါတယ်အဲ့တော့ဒီ jumaa နေ့မှာပြုလုပ်ရတဲ့ ကျင့်စဉ်နေတဲ့မှာကိုရမက်ဆလလောဟ်အလိဝဆလမ်ကဆူရာအယ်ကဟဖ်ကိုဖတ်ဖို့အတွက်မိန့်ကြားခဲ့တာဖြစ်ပါတယ်။ဟာဒီစ်တော်တဲ့ဘုက္ကမလာရှိတယ်။မန်ကော်ရာဆူရာတယ်ကဟဖ်ယောမ်အယ်ဂျူမာအဒါအလဟူနူရ်မာဘိုင်းအယ်ဂျူမာတိုင်းတဦးတယောက်ကဂျူမာနေ့မှာဆူရာအယ်ကဟဖ်ကိုဖတ်လိုက်တယ်ဆိုရင်လေဂျူမာနှစ်ခုလုံးကြားထဲမှာရှေ့လာမဲ့ဂျူမာနေ့မတိုင်မီအထိအလောရှ်မက်ကသူ့ရဲ့မျက်နှာမှာလင်းဝဲမှုတစ်ခုကို ်ချီးမြှင့်ပေးသနာတော်မူမှာဖြစ်တယ်။နောက်တဲ့ဟာဒီစ်တစ်ပုဒ်မှာဂျူမာနီမှာတဦးတယောက်ကဆူရာအယ်ကဟဖ်ကိုဖတ်လိုက်တယ်ဆိုရင်အထူးသဖြင့်ဆူရာကဟဖ်ရဲ့ပထမဆယ်အာယတ်ကိုကျမှတ်ပြီးတော့ဖတ်ရွတ်လိုက်တယ်ဆိုရင်လည်းသူ့ကိုအလောရှိမတ်ကဒဂျာလီရဲ့ဖျားယောင်းတွေးဆောင်မှုတွေကနေပြီးတော့မှထိမ့်သိမ်းမှာဖြစ်ပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ဒီနေ့မှဆူရာကဟဖ်ကိုဖတ်ခြင်းအဖြစ် ဘာအကျဉ်းကျူးစီတွေရမလဲဆိုတော့နံပါတ်1ကတော့တပတ်လုံးအလက်ပတ်တော်ကန်နေတည်တန့်ချင်းမြင်ခံရမယ်လူအလင်းရောင်ကိုခံစားနိုင်မှာဖြစ်ပါတယ်နံပါတ်2ကတော့ဒဂျာလီယဖီတနာသူ့ရဲ့စံတတ်မှုတွေသူ့ရဲ့ဖျားယောင်းတွေးဆောင်မှုတွေကနေပြီးတော့မှအကာအကွယ်ရမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာကျွန်တော်တို့ဟာတိဆူရာတော်ကိုဖတ်ခြင်းအဖြစ်ရဟမတ်လို့ခေါ်တဲ့ဂယူနာတွေစကီနာလို့ခေါ်တဲ့စိတ်ချမ်းသာမှုတွေကိုလည်းရရှိအောင်မှာဖြစ်ပါတယ်နောက်ဆက်လက်ပြီးတော့ တော်ဟိတ်အလောက်ရှမက်တပါးကြီးကိုပဲပုံမူပြီးတော့မှယုံကြည်မှုအားတွေကောင်းလာစေမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူသာဟတ်ကူဖတ်လိုက်ရင်ဒီထဲမှာအပါဝင်တဲ့အကြောင်းအရာတွေထဲမှာငွေပြေးချမ်းသာတဲ့အတွက်ကြောင့်ပြည်တနာတွေကိုရောက်သွားခြင်းကနေထိမ့်သိမ်းကာကွယ်မှုတွေရမယ်။နောက်ဘ ഹു တုတ္တတွေကျွဲဝသွားတဲ့အတွက်ကြောင့်ဒီဘ ഹു တုတ္တကိုအခြေခံပြီးတော့လမ်းမသွားတာတွေကနေထိမ့်သိမ်းမှုရမယ်။အကျွန်တော်တို့သူတွေရရှိလိုက်တဲ့အချုပ်ချာဒီဒီကို တော့ရရှိပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ခါဆိုရင်မှားယွင်းမှုတွေကနေပြီးတော့လည်းအလောက်ရှင်မြတ်ဖက်ကနေအကူအညီတွေရမယ်။အီမာနဲ့ပတ်သက်ပြီးတော့အစမ်းတက်ခံရတာတွေကနေပြီးတော့လည်းကျွန်တော်တို့ဟာအကောင်းဆုံးပုံစံနဲ့ဒါတွေကိုတော့ကျွန်တော်တို့တုံ့ပြန်နိုင်မှာ ဖြစ်တယ်။အဲဒီကနေပြီးတော့မှကျွန်တော်တို့ထွက်သွားနိုင်မှာဖြစ်တယ်။အဲတော့ဒါကြောင့်မလို့ကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်ဘယ်လိုအမှားမျိုးကိုမဆိုရှေ့လွန်လေပြီးတဲ့ပုံကိုယ်တွေမှားခဲ့တယ် အဲ့ဒီအမားတွေကိုဘယ်လိုပြန်လည်ပြီးတော့မှကုသရလဲဆိုတော့မီလန်ကောင်းတွေကိုဆူရာအယ်ကဟ်ထဲမှာအလောရှမက်ကဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဒါကြောင့်ကျွန်တော်တို့အကြံပြုချင်တာကတော့ကျွန်တော်တို့ဆူရာကဟ်ကိုတောက်ကြံနေတနေ့လုံးမဂရစ်မတိုင်မီအထိကျွန်တော်တို့ဖတ်လို့ရတယ်အဲပညာရှင်တချို့ကအကြံပြုထားတဲ့ကြာတာပရီနေနေဝင်ပြီးတဲ့အချိန်မဂရစ်ပြီးတဲ့အချိန်ကလေးကဖတ်မယ်ဆိုရင်လည်းဖတ်လို့ရပါတယ်တကယ်လို့ဖတ်ဖို့အတွက်အခက်အခဲဖြစ်တဲ့သူတွေသူမဟုတ်ကမဖတ်တတ်လို့လောလောဆယ်အစင်မပြေနေရင်လည်း လက်ရှိမှာဆိုရင်ပညာရှင်တွေကာဒီကြီးတွေဖတ်ထားတဲ့ကျွန်တော်တို့ audio file တွေရှိပါတယ်အဲ့ဒီ audio file လေးတွေကိုကျွန်တော်တို့ download လုပ်ထားပြီးတဲ့နောက်ပိုင်းမှာ Suda Alkhaf တပုတ်လုံးကိုထိုင်ပြီးတော့ကျွန်တော်တို့တည်တည်ကြည်ကြာနားထောင်လိုက်ရင် inshallah 15မိနစ်ကနေပြီးတော့မှမိနစ်အစိတ်ကြားမှာကြာပါတယ်တရားလေးကျွန်တော်တို့ဖတ်မယ်နားထောင်မယ်ဒီလိုလေးကျွန်တော်တို့တပတ်မှာ15မိနစ်လောက်အချိန်ပေးလိုက်တာနဲ့တပတ်လုံးဘဝရဲ့အလင်းတရားတွေကျွန်တော်တို့ရဲ့ မျက်နာမှာကျွန်တော်တို့ရဲ့နှလုံးသားမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာဒီအလင်းတွေရောက်ရှိပြီးတော့ကျွန်တော်တို့ဟာမြင့်မြတ်တော်မူသောအလောရှိမြတ်ချီးမြှင့်မဲ့တရားလက်မှန်ကိုသိကြပေါက်ရရှိကြမှာဖြစ်ပါတယ်အစ္စလာမုအလัยကွမ်ဝရဟမတုလလာဟီဝဘရကာတူ